နောက်တစ်ခါစိတ်သိမ့်ရေဆိုတာကြာဘာကိုခေါ်တာလဲလူတွေကပြောကြတယ်စိတ်သိမ့်ရှိလိုက်တာဘယ်လိုနေရာတွေကိုပြောကြတော့ဆိုလို့ရှိရင်အေးလှလပပဝဆန်းစင်ပြင်ဆင်လာလို့ရှိရင်စိတ်သိမ့်ရှိတယ်လို့ခေါ်တယ်တကယ်အဲ့ဒါဟာစိတ်သိမ့်လားလို့ဆိုမဟုတ်ဘူးတကယ်စိတ်သိမ့်မဟုတ်ဘူးတကယ်စိတ်သိမ့်ဆိုတာပြင်လို့ဆင်လို့ရတဲ့အရာမဟုတ်ဘူးအပြင်တကယ်စိတ်သိမ့်ဆိုတာဘယ်လိုဟာခေါ်တာတော့လို့ဆိုတော့ တိရီတိပုံညပညာနာမေတ္တအဓိဝဆနာဆိုတဲ့သကလုံးမျိုးရှိတယ်။တိရီဆိုတဲ့သကလုံးပုံညပညာနာမေတ္တအဓိဝဆနာပုံညလို့ဆိုတဲ့ကုသိုလ်ပညာလို့ဆိုတဲ့အတိပညာအဲ့ဒီနှစ်ခုဟာစိတ်တည်တိုးပွားခြင်းအကြောင်းဖြစ်တော့ကြောင့်တကယ်စိတ်တည်အစစ်ဆိုတာကုသိုလ်ရှိလို့ရှိရင်စိတ်တည်ရှိတယ် ပညာရှိလို့ရှင်စက်တည်ရှိတယ်လို့ဒီလိုဆိုလို့အခုဒီမဟာတဏ္ဍာအေးဆရာကတင့်တော့တင့်နဲ့နေနိုင်တာပညာရှိလို့ဒီခါနော်သာသနာပြုနိုင်တဲ့စွမ်းအားကြည့်တဲ့ကိုယ်မှာပညာတွေရှိအဲ့ဒီရှိတဲ့ပညာအသုံးချပြီးတော့မြတ်စွာဘုရားရဲ့သာသနာဘုရားရဲ့အဆုံးအမတွေပြန်ပေါင်းအကျိုးစားအထောက်နိုင်တဲ့ပညာအဲ့ဒီပညာသူ့ဖို့တကယ်ချက်တည်းရဲ့အစ်စ်ပဲ အဲ့ဒီပညာကိုအကြောင်းပြုပြီးတော့လောကသားတွေကြိုးရှိဖို့အတွက်ကြိုးစားအထုံမှုတွေအများကောင်းမှုတွေဖြစ်ပေါ်စေဖို့အတွက်ကြိုးစားအထုံမှုတွေဥစည်းဥဆောင်ဆောင်ရွက်ပြီးတော့အများချမ်းသာဖို့ခိတဒုက္ခဖြစ်ဖို့ကြိုးစားအထုံနေတာကျောင်းလိုက်တည်ထောင်ပြီးတော့ကုသိုလ်တွေရအောင်မြတ်စွာဘုရားရဲ့သာသနာတော်ဆုံးမတွေပြန်ပေါ်အောင်ကြိုးစားနေတာဒီပဲနေပုံညပဲဒီတက်မှာဒါနကောင်းမှုတွေလုပ်တယ်သီလတွေ နေစဉ်ကျင့်သုံးအပ်တဲ့ကမ္မထံဘာဝနာတွေတရားဓမ္မတွေနှလုံးသွင်းနေဆိုဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုတွေဟာလေဒီဘဝမှာစီကူအထောက်နေတာဖြစ်တော့ကြောင့်ပုံညာဆိုတဲ့ကုသိုလ်တရားလည်းပဲသူတက်လာမှရှိနေတာဖြစ်တော့ကြောင့်စိတ်သေးရှိတယ်ဆိုတာအဲ့ဒါကိုဆိုလို့တော့အဲ့ဒီလိုကုသိုလ်တွေလည်းရှိလာပြီပညာတွေလည်းရှိလာပြီဆိုတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုပဲနေနေဘယ်လိုပဲဝိုးယုံဝိုးယုံစက်တည်ဆိုတာသူ့မှာအပြေးဝါရနော်စက်တည်ရှိလာလိုက်အဲ့ဒီလိုစစ်မှန်တဲ့မင်္ဂလာစစ်မှန်တဲ့စက်တည်ဆိုတာကိုတို့တွေရရှိအောင်ကြိုးစားအထောက်ကြဖြစ်တယ်ဆိုတာစိတ်แท้နှလုံးထဲမှာမှတ်သားထားကြအောင်ဖြစ်တယ်